စပါတင်ကောင်းဆောင်ဆွန်ဟောင်းမီဟာအခုနေရာဒီပြောင်းရွှေ့ဈေးကွက်မှာအတင်းကနေထွက်ခွာဝဲရှိနေပြီးသူ့ကိုခေါ်ယူဖို့ဆော်ဒီကလက်တင်းတွေကအပြိုင်စစ်ဝင်စားနေရလို့သိရပါတယ်။ပြည်တွင်သတင်းစာ Daily Craft ရဲ့ဖော်ပြချက်အရစပါတင်ဟာ Euro Bali Plus ကိုရယူပြီးရတဲ့အတင်းကိုပြန်လည်တည်ဆောက်ဖို့စီစဉ်နေပြီးအသက်32နှစ်အရွယ်တန်ကိုရီးယားတင်းကောင်းဆောင်ဆွန်ဟောင်းမီအနေနဲ့အတင်းကထွက်ခွာရဝဲရှိနေရလို့သိရပါတယ်။ ်ဆွန်ဟောင်မီဟာ2015နှစ်ရာသီမှာလီဗာကူစီတင်းကနေစပါတင်းစီကိုပေါင်22တန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီးအသင်းအတွက်ဆယ်စုနှစ်တစ်ခုတာကာလအတွင်းပြိုင်ပွဲစုံ454ပွဲမှာ183ဂိုးသွင်းကဂိုးဖန်တီးမှု100တချိန်အထိပြုလုပ်ထားတာပါ ။ဆွန်ဟောင်မင်ဟာ2023ခုနှစ်မှာစပါတင်ရဲ့အသင်းကောင်းဆောင်ဖြစ်လာခဲ့ပြီးပြီးခဲ့တဲ့မေလကယူရိုပါလိဖလားကိုရရှိခဲ့ကာကလပ်ကစားသမားဘွားတစ်လျှောက်ပထမဆုံးစုဖလားကိုရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့စပါတင်ရဲ့အနာဂတ်စီမံကိန်းတွေကြောင့်ဆွန်ဟောင်မင်အနေနဲ့အခုနေမှာအသင်းကထွက်ခွာရဝယ်ရှိနေပြီးသူ့ကိုခေါ်ယူဖို့ဆော်ရီကလပ်အသင်းတွေကအပြိုင်အဆင်ဝင်စားနေရလို့ The Telegraph ကဖော်ပြခဲ့တာပါ။ ဆွန်အောင်မင်းဟာပြီးခဲ့တဲ့ရာသီကမှစပါတင်နဲ့2026ခုနှစ်အထိစကြဝဠာတိုးထားတာကြောင့်စပါတင်အနေနဲ့သူ့ကိုအခုနေမှာရောင်းချမယ်ဆိုရင်ပြောင်းရွှေ့ခြင်းရရှိမှာလည်းဖြစ်ပါတယ်။